လာမယ့်ရက်သက်တပတ်တွင်ဗင်နီဇွဲလာမှာရှိတဲ့ပြစ်မှတ်တွေကိုစစ်ရေးရတိုက်ခိုက်ဖို့အမေရိကန်ကတေချာပြင်ဆင်နေပြီလို့သိရပါတယ်။အမေရိကန်ကပြောတာကတော့ဗင်နီဇွဲလာမှာရှိတဲ့မူရေးပြစ်မှတ်တွေဆိုပေမဲ့ဒါဟာမာဒူရိုကိုဖျောက်ချဖို့ဖြစ်နိုင်ပါတယ်။ဗင်နီဇွဲလာနိုင်ငံတွေမှာရှိတဲ့မူရေးစေဝါကုန်ကုန်သူတွေကိုပြစ်မှတ်ထားမဲ့ရွေးချယ်စရာတွေကိုအမေရိကန်စစ်ဘက်တာဝန်ရှိသူတွေကရေးဆွဲနေပြီးရက်သက်တပတ်အနေငယ်တွင်မှာ ဗင်နီဇွဲလားနိုင်ငံနယ်နိမိတ်တဲထိတက်ခတ်မှုတွေစတင်နိုင်ကြောင်းသတင်းတွေထွက်နေပါလေလက်ရှိမှာအမေရိကန်တာဝန်ရှိသူတွေကတော့သူတို့ဟာဒီအစီအစဉ်တွေကိုအများသိပြောဆိုဆွေးနွေးပိုင်ခွင့်မရှိဘူးလို့ဆိုပါလေဗင်နီဇွဲလားနိုင်ငံရဲ့တက်ခတ်ခြင်းဟာခန့်ဆိုရအဖွဲ့ကဆွဆွဲထားတဲ့မူရစ်စေဝါပြမှတ်တွေကိုစီးရေးရရေးယူခြင်းနဲ့ဗင်နီဇွဲလားအစိုးရဘောမလိုလားတဲ့ယက်တီချက်တွေကို ထပ်ပြီးတော့အရှိန်မြင့်စေပါလေ ကြာသေးတဲ့သတင်းမှတ်တွေဗင်နီဇွဲလားမှာမူရီစီဝါဟောင်းခုကုကုသူတွေနဲ့ဘရိတ်ကန်ပြည်သူတွေကိုဒုက္ခပေးမဲ့မူရီစီဝါတွေတင်လာတယ်လို့ဆွဆွဲထားတဲ့သင်္ဘော၃၀ကိုဘရိတ်ကန်စစ်တပ်ကတိုက်ခတ်ခဲ့ပါတယ်။ဒီသင်္ဘောအလုံးမှာမူရီစီဝါတွေပါရှိတယ်ဆိုတဲ့သက်သက်ကိုတမရထွန်ဆိုရဖွဲ့ကမချပြပါဘူး။ဒါပေမဲ့ဒိုမီနီကတမရနိုင်ငံမှာတာဝန်ရှိသူတွေနဲ့အဲဒီနိုင်ငံရှိအမေရိကန်သံတမန်တာဝန်ရှိသူတွေကလေဒီစင်းတိုက်ခတ်ခံရပြီးနောက်ရှေ့ထဲမှာဝိရစီဝါတွေပြန်ကျဲသွားတာတွေ့ရတယ်လို့ဆိုပါတယ် လာမယ့်တရမတ်နိုင်ငံတွေမှာဗီနီဇိုလားနိုင်ငံတွေတိုက်ခတ်နေပေမဲ့ထရန့်ကတော့ဘာကိုမှအတီးပြုတ်မှတ်ချက်ပေးခြင်းမရှိသေးကြောင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ဗီနီဇိုလားသမ္မတမာဒူရိုကမိမိတို့နိုင်ငံမှာတရားမဝင်ဝင်စေဝါတွေစီးစစ်နေမှုကိုရပ်တန့်ဖို့လုံးလုံးလောက်လောက်မလုံဆောင်ဘူးလို့အမေရိကန်ဆိုရကရှိမိနေပြီစီးရေးအရေးယူရေးဘက်ကအရှိန်မြင့်တင်စိုင်းပြင်းလာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် မူရစီဝါရီဆိုတာထက်မိမိကိုဖြုတ်ချလို့လို့အမေရိကန်ဆူရကအာဆန်နာလိုမာဒူရိုကဆိုပါလေဆူနေတဲ့အဆီဇင်ထဲမှာအဓိကအဖြစ်မူရင်ပေါင်ကိုဖွဲ့မြောင်မှာအဖွဲ့ဝင်တွေနဲ့ခေါင်းဆောင်တွေကိုဒရုန်းနဲ့တိုက်ခိုက်ရေးမူရစီဝါတခွဲခံတွေကိုပြစ်မှတ်ထားရေးအယုံစိုက်ထားကြောင်းဆိုပါလေထင်မြင်ချက်တွေမေးမြန်းတဲ့အခါအင်ဂျီရိုကဘာတွေဖြစ်နေလဲကျွန်တော်တို့စောင့်ကြည့်တော့မှာပါဗီနီဇွဲလာဟာသူတို့စီကကိုင်းသွားတယ်မူရစီဝါရောင်းဝယ်သူတွေနဲ့မူရစီဝါတွေကိုကျွန်တော်တို့စီပို့နေတယ် ဒါလက်ခံနိုင်စရာမရှိဘူးလို့သမ္မတရဲ့အရင်ထုတ်ပြန်ချက်ကိုကိုကာဗီအင်ဖြူတော်ကပြောပါတယ်။အမေရိကန်ဟာယူအက်ချက်ရှိရှိတောင်အမေရိကမှာစစ်ပွဲဖြစ်စဉ်ကိုလှုပ်ဆောင်နေတာဆိုပြီးတော့ကူလာထရီနီလာကံမှာဗီနီဇွဲလာကဆွဆွဲပါလိမ့်။အမေရိကန်ဟာအောက်တန်းကြတဲ့လုံဆောင်ချက်တွေနဲ့လုံချန်ဆက်ခင်ပြီးကာရီဘီယန်ဒေသမှာစစ်အင်အားတိုးချဖို့ပြင်ဆင်နေပါတယ်။ဒါအသူတို့အစိုးရဘက်ကပြောင်းလဲစီခြင်းနဲ့ရည်ရွယ်ချက်လည်းပါတယ်လို့ဗီနီဇွဲလားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ဗီနီဇွဲလားလိုငြိမ်းချမ်းပြီးကူညီပေးတဲ့နိုင်ငံကိုရန်လိုမှုတွေ ီနေ့ကြုံလာပါပြီသူတို့ဟာလိန်ညာမှုတွေနဲ့လောက်ကျန်စတဲ့ခင်းနေတဲ့အမေရိကန်ပေါင်းသူတို့ကဘာပေါ်မှာဘယ်သူမှအယုံကြည်မရှိပါဘူးဒီလိုမှမမကန်လောက်ကျန်စတဲ့ကအဖြစ်စွားကြည့်တဲ့လက်နဲ့ဒါမှမဟုတ်နျူကလ িয়ার လက်နဲ့လို့တော့ဆွဆွပြတော့မရပါဘူးအမေရိကန်ဟာကာရီဘီယံနဲ့တောင်အမေရိကမှာဆစ်ဖြစ်စေဖို့ရည်ရွယ်နေတယ်လို့ဝန်ကြီးကပြောပါတယ်ဘရီဂန်ဟာဆိုရပြောင်းလဲလို့ဗီနီဇွဲလာရဲ့ရင်းနဲ့တဲ့ဓာတ်ငွေကိုခိုးယူဖို့အခုလိုလုံဆောင်နေတာဖြစ်ကြောင်းလဲဝန်ကြီးကပြောပါတယ် ဗင်နီဇွဲလားအမေရိကရဲ့ချင်းချောက်နိုင်ငံမှုကိုလုံးဝကြောက်ရွံ့နေမှာမဟုတ်ပဲအတက်နိုင်ဆုံးလက်တော့ပြန်သွားမယ်ဆိုပြီးတော့သူတို့ကလည်းကြေညာလာပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဆက်မတကြောပြန်တိုက်ပွဲတွေပြန်လည်ဖြစ်နေပြီလို့သိရပါတယ်။နယ်မြေပိုင်ဆိုင်မှုညင်ပွားနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားဒီနှစ်နဲ့နှစ်ပိုင်းကဥပိုရက်စတာနေပြည်နယ်နဲ့ချောင်းအာမားနေဆက်မပြစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းဒီနေ့ရှင်းသတင်းကပေါ်ပြပါမယ်။ထိုင်းမြေတပ်မတော်ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဗိုလ်ချုပ်ဝန်ထိုင်းက ဒီနေ့နဲ့ဆောင်းပိုင်းမှာကမ္ဘောဒီးယားတပ်ဘက်ကမိမိတို့ဘက်ကိုလက်နက်ငယ်တွေလောင်းထားနေတဲ့အစမပြတ်ဖြစ်ခတ်ခဲ့တဲ့ဆိုပါလေဒီလိုမျိုးဖြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မိတို့ဘက်ကအချိန်လေးဘသူတွေဘလို့ကြာဆုံးခဲ့တဲ့ထိခိုက်ဒဏ်ရာနဲ့ပတ်သက်ပြီးဗိုလ်ချုပ်ဝန်ထမ်းကပြောပါဘူးဒီအချိန်လေးကြောင့်မိမိတို့ဟာလက်ဆက်မှာရှိတဲ့ထိုင်းစစ်တပ်ကိုအမြင့်ဆုံးတက်လှမ်းထားပြီးအချိန်လေးရလွန်လာရင်တော့လက်တော့မြင်ဖို့အမိန့်ထုတ်ထားပါလေဖြစ်ခတ်မှုကြောင့်တေဆိုးမှုနဲ့ထိခိုက်ဒဏ်ရာမှုနောက်ဆက်တွဲအချိန်လေးမတိရသေးပါဘူး ဒီပြခမနပတ်သက်ပြီးကမ္ဘောဒီးယားဘက်ကလည်းထိုင်းဘက်ကစတင်ပြခြင်းဖြစ်ကြောင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါလေကမ္ဘောဒီးယားပြောရေးဆိုခွင့်ရှိသူက PS အချုပ်မှာတဲ့ကမ္ဘောဒီးယားရဲ့ကတိကဝတ်ကိုထပ်မံတည်ပြပြီးပြည်ပခောက်တာစီပုံနဲ့တနမန်ဆက်ဆံရေးပြန်ထူထောင်ဖို့ထိုင်းဘက်ကလည်းလာထုလုပ်ဖို့တိုက်တွန်းပါတယ် နေစမရှိတဲ့ရှင်းအောင်ဖျားကြောင့်ပန်ဆိုင်မှုမှသည်နိုင်ငံခြားနယ်မြေညင်းပွားမှုတွေမကြာခဏဖြစ်ပေါ်ခဲ့ပြီးခုနှစ်ဇူလိုင်24မှာကမ္ဘောဒီးယားနဲ့ထိုင်းတပ်ဖွဲ့ဝင်ဟာနေစတဲ့ချောင်းပြင်းပြင်းထန်ထန်ညင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ပြန်လည်ပြစ်ခတ်တိုက်ခိုက်ပြီးအရသာတည်ဆုံနေတဲ့အရမ်းမှုတွေရှိပါတယ်။အရင်နောက်အာဆီယံနဲ့ကြောက်ဥက္ကမလေးရှားကဇူလိုင်လောက်မှာကပြုလုပ်တဲ့တည်နေနိုင်ငံညင်းချဲစကပိုင်းမှာအပြည့်အရေးသဘောတူခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးအပြည့်အရေးသဘောတူပြီးမှာ နှစ်လကြာမှပြန်လည်ပြီးတော့ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ASEAN နဲ့လည်းစိတ်ပြတ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။စီအခေတွေ့ခေါ်တဲ့ကဘာကြီးမှကောင်းထောက်ထားလာနေပြီးဒါကိုသတိထားဖို့ကုလသမဂ္ဂမိန်ကောင်မှတရုတ်ဝန်ကြီးချုပ်ကပြောသွားပါတယ်။နယူးယောက်ကုလသမဂ္ဂဌာနချုပ်မှတရုတ်ဝန်ကြီးချုပ်လီချန်ကမိန်ကွန်းပြောခဲ့ပြီးအမေရိကန်ကိုဒေါ်လေးတော်တော်ဝိုက်ထိုးနှက်ဝေဖန်သွားပါတယ်။ တရုတ်ဝန်ကြီးချုပ်ကအမေရိကန်သမ္မတထရန့်ကိုတိုက်ရိုက်နာမည်မတက်ပေမဲ့ထရန့်လက်ထက်မှာကမ္ဘာကြီးကမောကမအခြေအနေတွေဖြစ်ပေါ်ပြီးတရုတ်ကတော့ကမ္ဘာတည်ငြိမ်ရေးစ조사ကာကွယ်နေသူဆိုတဲ့ပုံမျိုးပြောနေပါတယ်။ကမ္ဘာကြီးဟာလှုပ်လှုပ်ခတ်ခတ်ပြောင်းလဲတွေကြုံနေတဲ့ကာလအပိုင်းခြောက်ကိုဖျက်ဆီးနေကြောင်းတစ်ဖက်သက်အသာစီးရယူလိုမှုနဲ့စီရေးခေတွေးခေါ်တွေကတကြောပြန်လို့ထလာကြောင်းလူငယ်တဲ့280လုံး조사တည်ဆောက်ခဲ့တဲ့နိုင်ငံတကာစီးရေးဥပဒေဟာအခုဆိုရင်ကြီးကျယ်စိန်ခေါ်မှုနဲ့ကြုံရသလို့ တချင်ကထိရောက်အကောင်ခဲ့တဲ့နိုင်ငံတကာစနစ်တွေဟာဇက်တိုင်းနှောင့်ယှက်ခံနေရပြီလို့လီချန်ကဆိုပါလေမြောက်ကန်လာမှာလူသားမျိုးနွယ်စုအတွက်ရေးပါတဲ့လမ်းစုံလမ်းကွာစီနောက်တစ်ချိန်ထပ်ရောက်နေကြောင်းလည်းဆိုပါလေနိုင်ငံတွေချင်းချင်းကုန်သွယ်မှုမှာသွင်းကုန်ခွန်တွေမြင့်တင်သမှတ်တဲ့လှုပ်ဆောင်ချက်တွေလည်းရှုတ်ချသွားပါလေအဲဒီလိုခွန်တိုးမြင့်တာဟာအမေရိကန်မှာထရန့်သမ္မတဖြစ်ချိန်ကလေးကတရုတ်နဲ့တခြားကုန်သွယ်ဘက်နိုင်ငံတွေပေါ်ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းမှုတွေမှာအသာစီးရအောင်တွင်းတွင်းကျကျသုံးနေတဲ့နည်းလမ်းလည်းဖြစ်ပါလေ တရုတ်ဟာကမ္ဘာကြီးအတွက်တကားကြကြဖွင့်ပေးထားရင် ကုလသမဂ္ဂရဲ့စင်တာမိုးတွေကိုတီမြဲခိုင်မာအောင်ဆောင်ရှောက်ဖို့ဒီကမ္ဘာလုံးနဲ့တူလက်တွဲလွတ်လွတ်နိုင်ဖို့ပြောင်းလဲထားကြောင်းလိတ်ချမ်းကပြောပါလိမ့်တရုတ်ရဲ့ခါးသီးတဲ့ပြန်ပွဲဖြစ်တဲ့အမေရိကန်မှာတော့ထရန့်သမ္မတဖြစ်ခြင်းကလေးကနိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှုကလည်းပုံမှန်ဖဲခွာသွားပြီးအမေရိကန်အင်အားကိုပဲတိုက်ရိုက်သုံးပြပြီးပြည်ထနာကို ဖြေရှင်းတဲ့လမ်းစဉ်မျိုးကိုတိတိတတ်တာကူးပြောင်းလာနေခဲ့တယ်လို့ဆိုပါတယ်နောက်ထပ်တဲ့တဲ့ဘုတ်ပြောခြင်းပါလိမ့် ကိုရီးယားကျောင်းဆွဲအနောက်ဘက်ကလိုရှိအငင်းပွားရေပြင်တွင်ပင်လယ်နယ်နိမိတ်ကိုဖျက်ကျော်လာတဲ့မြောက်ကိုရီးယားကုန်တင်သင်္ဘောတစ်စီးကိုသတိပေးပစ်ခတ်ခဲ့တယ်လို့တောင်ကိုရီးယားစစ်တကပြောပါလိမ့်သတိပေးပစ်ခတ်မှုပြုလုပ်ပြီးနောက်မှာတော့မြောက်ကိုရီးယားသင်္ဘောဟာနောက်ဆုတ်သွားတယ်လို့တောင်ကိုရီးယားပူတွဲစေဝစီတို့ရုံကထုတ်ပြန်ပါလိမ့်ဒီနေ့မနက်ဆောပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွင်တောင်ကိုရီးယားစစ်တကနှုတ်တဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးနောက်စံနှုန်းညွှန်ကြားချက်တွေနဲ့ညီဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါလိမ့် 1950-53ကိုရီးယားစစ်ပွဲပြီးရှေးဆွဲခဲ့တဲ့ Northern Line လို့ခေါ်တဲ့ရှေးပိုင်းနဲ့နယ်နိမိတ်မြေဟာနိုင်ငံကြားမှာအရင်ကဖြစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တဲ့နေရာပါ။မြောက်ကိုရီးယားကတော့ဒီမြင်းကိုနယ်နိမိတ်ဖြစ်အတိအမှန်မဖြစ်ပါဘူး။မြောက်ကိုရီးယားဟာသူ့ရဲ့နျူကလ িয়ার နဲ့တုံးကြီးစီစဉ်ကိုအရှင်းမြစ်လုပ်နေပြီ။ဒေသတွေမှာ American တောင်ကိုရီးယားနဲ့မဟာမိတ်တွေရဲ့စီးရီးလက်ကျုံနဲ့ပူးပေါင်းဆွေးနွေးမှုတွေဟာ မြောက်ကိုရီးယားကိုကျူးကျော်ဖို့ဖြစ်နေတယ်လို့ဆွတ်ဆွဲပြီးနောက်ဆက်တွဲကြိုးစားနေတဲ့ရင်ဆိုင်ရမယ်လို့သတိပေးထားတာဖြစ်ပါလေ။နောက်ထပ်သတင်းပေါ်ပြောချင်ပါလေ။ရုရှားရဲ့ SU-34 ဂျက်တိုက်လေးချာပြီးလေယူမှုတည်ဆောင်းတယ်လို့သိရပါလေ။ယူမွေးနိုင်ငံရှိတော်မှာရေစာဝန်ရုရှားမြို့မှာကျတော်ပရင်းနဲ့ဆော်ပိုင်းကတိုက်ခိုက်တဲ့ရုရှားရဲ့ SU-34 တိုက်ခိုက်ရေးပုံကျလေးကိုယူကရိန်းလေကြောင်းရဲ့ကာကွယ်တပ်ဖွဲ့ကဖျက်ချခဲ့ပါလေ။ ဒေသတွေမိုးကျမှုတွေလုံးဆောင်ခဲ့တဲ့တိုင်းပြည်ပျက်စီးသွားကြောင်းအရာရှိတွေကထုတ်ပြောပါတယ်အစီအတော်ဒီဟိုဒစဟာသာဝရရှာမျိုးကိုပယ်ထိန်မုန်းတွေတုံးပြီးတော့ကြမ်းဖက်တိုက်ခတ်မှုတွေလုပ်ဆောင်ပြီးပြစ်ချခံခဲ့ရတာလို့ဆိုပါတယ်။ယူကရိန်းမျိုးတွေကိုရုရှားကတိုက်ခတ်မှုတွေအရှိန်မြှင့်လုပ်နေပြီးမကြာသေးမီခေတ်တွင်သာဝရရှာဟာပြင်းထန်သောတိုက်ခတ်ရပါတယ်။ တာလူလေကြောင့်ကောက်ကွေးစနစ်လက်လမ်းမမီတဲ့မြို့ပြပြမျက်နှာကြာခဏပဲထင်းပုံးတွေနဲ့တိုက်ခိုက်ဖို့ထိုင်ကုန်နှလုံးမှာတန်တက်မြင်တဲ့တိုက်ခိုက်ရေးပုံကျက်လျင်ဖြစ်တဲ့ SU-34 ကိုရုရှားတပ်တွေကကျင်းကျင်းသုံးခဲ့ပါတယ်ရုရှားဟာလျင်ဆိုးရှုံးမှုကိုတရားဝင်အတီမပြုတ်ပေမဲ့နောက်ပိုင်းမှာတော့ Kremlin ကိုထောက်ခံတဲ့ Telegram Channel များပြားကပြက်ကျမှုရဲ့လျင်မှုထမ်းဆိုးရှုံးခဲ့ကြောင်းဖော်ပြပါတယ်အဲ့ဒီကြက်လျင်ဟာ Patriot မြေပြင်မှာဝင်ပြီးတုံးကြီးစနစ်ကဂျာဖြတ်ဟန်တာနိုင်ပွဲရှိကြောင်းသိရပါတယ် SU-34 ဟာရုရှားရဲ့နည်းပြဟာမြောက်တိုက်ခိုက်မှုအတွက်အဓိကကျတဲ့အစိတ်ပိုင်းဖြစ်ပြီးတိကျတဲ့ပဲထိန်လက်နက်မျိုးစုံတည်ဆောင်နိုင်တာဖြစ်ပါလေ။ယူကရိန်းလေကြောင်းကာကွယ်ရေးကွန်ရက်ဟာအနောက်နိုင်ငံတွေကပံ့ပိုးထားတဲ့စနစ်တွေကြောင့်အားကောင်းလာနေပြီးဂျာဖြတ်တိုက်ခိုက်ရေးနည်းပြဟာတိုးတက်လာတဲ့အတွက်ရှေ့တန်းမှာ SU-34 ကိုဆုံးရှုံးမှုကရုရှားရဲ့နည်းပြဟာမြောက်လေကြောင်းတိုက်ခိုက်မှုအတွက်အန္တရာယ်ကြီးထွားလာတာကိုဖော်ပြနေပါလေ။သာဝရရှောင်းမြို့ဟာရုရှားလေကြောင်းတိုက်ခိုက်မှုရဲ့ကြာခဏပြတ်မှတ်ဖြစ်နေပြီး အခြေခံအဆုံးအနေနဲ့ရပ်ပတ်ဒေတာတွေကိုတက်ခိုက်ဖို့ရုရှားကပယ်ထင်းဘုံတွေကိုအသုံးပြုနေတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းလို့ပြောချင်ပါတယ်။ထိုင်းနိုင်ငံဘက်ကောမှာဇီဝစင်နာတွေကထရန်ပူတင်နဲ့ရှီကျင်းပြင်ကင်ဂျုံအန်တို့ရဲ့ပမှုကြီးဟာတော်တော်လေးကို လူစိတ်ဝင်စားမှုများနေပါတယ်။ဒီစိတ်ကူဟာလူမှုကွန်ရက်ပေါ်မှာတော်လေးလူမျိုးများနေပါတယ်။ Mount Rushmore ပုံစံထွင်ထူထားတာပါ Mount Rushmore ဆိုတာက American ရဲ့တောင်ပိုင်းတာကိုတာပြည်နယ်က ပေ60တောင်မြင့်နဲ့တောင်ဆောင်တနေရာကိုအမေရိကန်သမ္မတအောင်လေးဦးရဲ့မျက်နှာတမြင်နဲ့ဖြစ်ထိုးစစ်ထားတဲ့ပပုလက်ရပါကမ္ဘာလက်ခီးတော်တွေကိုဆွဲဆောင်နေတဲ့အမေရိကန်ရဲ့ treatment နေရာတစ်ခုပါထိုင်းနိုင်ငံမြို့တော်ဖြစ်တဲ့ Sargon Square Zero စင်တာကတော့ဒီ Mount Rushmore ရဲ့စိတ်ကူးကိုတူပါပြီးလက်ရှိကမ္ဘာပေါ်မှာအငင်းပွားစရာတွေအဖန်တီးနိုင်သောလူသိရှင်ကြားနိုင်ငံကောင်းဆောင်လေးဦးပို့လို့ကိုဖန်တီးထားပါတယ်စူပါမားကတ်တွေက Mount Rushmore ပေါ်စတဲ့ဘာတော့ Reagan သမ္မတ Trump တရုတ်သမ္မတရှီချင်းဖြင့် Russia သမ္မတ Putin နဲ့ပြောင်းကိုရီးယားကောင်းဆောင်တွေရဲ့မျက်နှာတွေ ထုတ်စစ်ထားပါတယ်။အဲဒီလိုပုံစံတူပမှုထားရှိခြင်းဟာ someone else the theory ဒီ summer camp ဆိုတဲ့ promotion အစီအစဉ်ရဲ့အစိတ်အပိုင်းဖြစ်ပါလိမ့်။ဒီ summer camp လို့စာနဲ့ရေးထားတဲ့အဲဒီရုပ်ထုနာမှာတော့လာရောက်ဈေးဝယ်တဲ့ဧည့်သည်တွေဟာအပျော်တမ်းတောင်တတအများပြစ်တာတခြားစိတ်အပိုင်းဖြစ်တာတွေလုံဆောင်နိုင်ပါလိမ့်။ဘန်ကောက်ရဲ့ဆာကိုစကွဲဟာလူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့အတွက်ထူးထူးဆန်းဆန်းစေကိုယ်တွေအကောင့်ထဲပို့လို့ရှိပါလေ။ ခုမှဒီနေ့ထဲမှာတရုတ်ရဲ့မဟာရန်ကြီးပုံစံလိုနဲ့နိုအာရဲ့လေကြီးကိုစစ်ကူပုံဖော်တိဆောက်ထားတာပြပူပါလေတကယ်တည်းကကောင်းဆောင်လေးကိုတနေရာထဲမှာအတူစူမီတွေ့ရတာကအားကောင်းတဲ့သတင်းစကားတစ်ခုကိုပေးဖို့နေတော့ပဲလို့ဒီဘဘူဂျီဘီဇီဝစနာရဲ့လိုင်ရောလက်ပတ်သူတွေကဆိုပါလေဇီဝစနာကတော့အဲ့ဒီဘဘူမှာနိုင်ငံရေးသတင်းစကားတစ်ခုခုပေးနေတာဘာမှမရှိပဲလူများစိတ်ဝင်စားအောင်ပဲဖန်တီးပေးခဲ့တာလို့ပြောပါလေ ဒါပေမဲ့တချို့ဇီဝသူတွေကတော့စကောလိုထင်ကြတဲ့ထန်းကံတွေကဒီလို stamp တွေလောက်တာဟာအငြင်းပွားစရာပဲလို့ဝေဖန်မှုတွေရှိနေပါတယ်